လင်းရေးဘေးတွေပြည်ရင်းပြည်ပလုထားရဲ့ရိတ်ခါပစ္စည်း၊စေဝါပစ္စည်းနဲ့ထောက်ပံ့ငွေတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုဖိအောင်စွာမပေးရဖဲနဲ့စစ်ကောင်စီကဂုတ်သွေးဆုပ်ခေါင်းပုံဖြတ်ပြီးတော့လူတက်လက်နဲ့အဖြစ်အသုံးချနေတဲ့အကြောင်းအရာတွေကိုတင်ပြသွားမှာဖြစ်ပါရရှင်။နိုင်ငံတကာကလာလုထားတဲ့ငွေနဲ့ပြည်ရင်းအားလုထားတဲ့ငွေပမာဏမြန်မာကျပ်ငွေ135ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ2တန်းကျော်အထိစစ်ကောင်စီအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ထံကနေပြီးတော့လိုရန်ထားတာပါဒီပမာဏထက်လည်းကျော်လွန်နိုင်ရပေါ့နော်အကြမ်းဖက်စစ်ကောင်စီကလူတပ်ဖို့လက်နက်တွေပဲရှိပြီးတော့ပေါ့နော်လူကေဖို့ပစ္စည်း မရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်ဒီလူသားဖို့ပစ္စည်းပဲရှိပြီးတော့လူကေဖို့ပစ္စည်းမရှိတဲ့နိုင်ငံမှာနေရတာကျွန်တော်တို့အတွက်အင်တာမဝမ်းနည်းစရာဖြစ်ရပြုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကိုရှင်နဲ့ဆန်တဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုးစိုးလိုက်ပါတယ်တမိရတို့ချမ်းမ်းပါအားလုံးပဲတာလီစားပါကျွန်တော်လည်းကြိုးစိုးလဲပါခင်ဗျ ဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့ငလျင်ဘေးတွယ်ပြည်ရင်းပြည်ပလှူထားတဲ့ရိခါပစ္စည်းစေဝါပစ္စည်းနဲ့ထောက်ပံ့ငွေတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုထိရောက်စွာမပေးရဖဲနဲ့စစ်ကောင်စီကဂုတ်သွေးဆုပ်ခေါင်းပုံဖြတ်ပြီးတော့လူသက်လက်နဲ့အဖြစ်အသုံးချနေတဲ့အကြောင်းအရာတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင် ဒီမှာတော့နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပအနေပြီးတော့ငလျင်ဘေးအတွက်လူသားချင်းစာနာထောက်ထားပြီးပေးအပ်လာတဲ့အစားအသောက်တွေ၊ဆေးဝါးပစ္စည်းနဲ့အရေးပေါ်အကူအညီတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေလက်ထဲကိုတိရောက်စွာပေးအပ်ရှင်မရှိဘဲနဲ့နေပြည်တော်မှာရှိတဲ့ကိုရောင်တွေထဲမှာပဲသိမ်းဆည်းထားတယ်လို့သိရပါတယ်။နောက်ပြီးတော့ဒီအတိုင်းပဲပေါ့နော်။စကိုင်းမြို့အတွင်းက1900ဘောလုံးကွင်းအတွင်းမှာပဲပြည်တွင်းပြည်ပကပေးအပ်လာတဲ့အကူအညီတွေကိုသိမ်းဆည်းထားပြီးတော့မြို့ပေါ်ကအကူအညီလိုအပ်နေကြတဲ့ဒုက္ခရောက်နေတဲ့ပြည်သူလူထုရဲ့အစီအကိုဖြန့်ဝေပေးခြင်းမရှိကြောင်းကိုလည်းသွေးစွန်ငွေဖြတ်တောက်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားတာကိုတွေ့ရ ရပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာအခုကတော့ဒီလက်ရှိနေအကြမ်းဖက်ဆက်ကောင်စီကလူတတ်ဖို့လက်နဲ့တွေပဲရှိပြီးတော့ဘုံတော့လူကေဖို့ပစ္စည်းမရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်မလို့ကျွန်တော်ဒီလူတတ်ဖို့ပစ္စည်းပဲရှိပြီးတော့လူကေဖို့ပစ္စည်းမရှိတဲ့နိုင်ငံမှာနေရတာကျွန်တော်တို့အတွက်အင်မတန်မှဝမ်းနည်းစရာဖြစ်ရပြဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရှင်ဒါဆိုရင်ပြည်တွင်းပြည်ပကထောက်ပံ့ကူညီထားတဲ့ငွေတွေကိုဒီအကြမ်းဖက်စစ်ကောင်စီကအကူအညီပေးအပ်နေတဲ့ပြည်သူတွေကိုထိရောက်စွာ ကူညီလိုအပ်နေတဲ့ပြည်သူတွေကိုထိရောက်စွာမပေးအပ်ဖဲနဲ့စစ်အုံဆက်ရဲ့အတွက်အုံချနေရလားဒါမှမဟုတ်အာနာယူမင်းအောင်လိုင်းကသူတို့မိသားစုအတွက်အရေးပေါ်လိုအပ်ရင်သုံးဖို့စူးစမ်းထားရလားဒါအထင်ကြီးဖြစ်နေပါရှင့်နိုင်ငံတကာကလာလုထားတဲ့ငွေနဲ့ပြည်ရင်းအားလုထားတဲ့ငွေပမာဏမြန်မာကျပ်ငွေ135ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာနှစ်တန်းကျော်အထိစစ်ကောင်စီအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လိုင်းထံကနေပြီးတော့လိုရန်ထားတာပါဒီပမာဏထက်လည်းကျော်လွန်နိုင်ရဲ့ပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီလောက်အထိငွေပမာဏတွေရရှိထားပေမဲ့လည်း အများဆုံးထိခိုက်တဲ့နေရာကဘောနော်လက်ရှိနေပြီးနံပါတ်၁ကစကိုင်းဖြစ်နေတယ်ဒုတိယမန္တလေးတတိယအထိခိုက်အများဆုံးနေရာကတော့ဒါဟာနေပြီးအင်းလေးဒေသတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိနေပြီးတော့အင်းလေးဒေသမှာဒီလောက်လောက်ငွေပမာဏတဲ့ဒီလောက်လောက်ရရှိထားပေမဲ့လက်စက်ကောင်စီထိန်းချုပ်ထားတဲ့နေရာနေရာဖြစ်တဲ့အင်းလေးဒေသမှာအခုချိန်ထိပေါ့နော်လူမှုကူညီရေးလုပ်ငန်းတွေဒီကေဆေးလုပ်ငန်းတွေလုပ်နေတာတခုမှမတွေ့ရပါဘူးခင်ဗျာ ဒီတော့ဒီတော့ဒီအင်းလေးဒေသတစ်ခုတည်းလာလို့ရှိလိမ့်မဟုတ်ပါဘူးစကိုင်းရောမန္တလေးရောဒီတိုင်းပါပဲ။နောက်အခြားနေရာဒေသတွေမှာရောသူတို့လောက်ထတာတစ်ခုမှမရှိပါဘူး။အဲ့တော့ဆိုလိုတာကဒီနေရာတွေကိုကျွန်တော်တို့ဒီပေါ့နော်လက်ရှိနေပြီးတော့ဒီမြေပြင်သတင်းအရပြောရမယ်ဆိုလို့ရှိရင်ဒီတာတရအထိခိုက်အများဆုံးဖြစ်တဲ့အင်းလေးဒေသမှာဆိုရင်တော့ဒါရွာပေါင်း 15ရွာလောက်ပုံနဲ့ပျက်စီးသွားခဲ့တယ်ဒါပေမဲ့ဒီဒီလိုနေရာတွေကိုတွန့်နေကြတာလက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံအတွင်းကနေပြီးတော့ဒီလူမှုကူညီအဖွဲ့တွေနောက်ပြီးရှိရင်ဒီအခုလက်ရှိနေပြီးတော့ဒီသူတို့သူတို့ရဲ့ဒီပေါ့နော်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်နေတဲ့လူတွေလောက်ပဲတွားပြီးတော့ကူညီဆောင်ရွက်ပေးနေတာတွေ့ရပါတယ်ဗျအဲ့တော့အခုလက်ရှိအကြမ်းဖက်ဆက်ကောင်စီကဆိုးဆိုးအောင်မရှင်းတဲ့တင်ပြသွားတဲ့ငွေကြေးပမာဏတွေအမြောက်အများရရှိထားပေမဲ့လည်းသူတို့ဒီနေရာမှာမသုံးဘဲနဲ့ဒီကျွန်တော်တို့ပြည်သူတွေကိုလှက်ဖို့အတွက်အဲ တက်ဖို့တက်ဖို့နေရာမှာသုံးသုံးသုံးထားတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်လက်လာတွေ့ရှိရခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်နောက်ပြီးတော့ပေါ့နော်မြောက်ဝတီ MRTV နဲ့သတင်းဓာတ်တွေထဲမှာပေါ့နော်တူးတူးထုတ်တဲ့သတင်းဓာတ်တွေထဲမှာအများဆုံးတွေ့နေရတာကအကြမ်းဖက်စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့နေရာတွေနဲ့စစ်ကောင်စီရဲ့ဝန်ထမ်းအင်အားတွေဝန်ထမ်းလိုင်းကမ်းတွေကိုပဲဦးစားပေးလို့ဆောင်နေရမျိုးတွေပဲတွေ့နေရပါရဲ့ရှင် တကယ်ကိုဒုက္ခရောက်တဲ့ပြည်သူလူထုတွေစီကိုရောက်တဲ့အခါကျတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေအစားအသောက်တွေနေထိုင်ရေးတွေမှာရောအရန်ကိုခက်ခဲဒုက္ခရောက်နေကြပါရှင်ဒီလိုဒုက္ခရောက်တဲ့ပြည်သူတွေအတွက်လှူရက်ပစ္စည်းတွေကိုပတ်စံတွေကိုစစ်ကောင်စီကလူသက်လက်နဲ့အဖြစ်ပြန်လည်အသုံးချနေရလားဆိုတာသူတို့ရဲ့လောရက်တွေကိုကြည်ချင်းအဖြစ်လူစားလို့ရနေပါရှင်နောက်ပြီးတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းနဲ့သူ့ရဲ့အပေါင်းအပါဒေါ်ကျူးကျူးလာတို့ကပျော်ရွှင်ကြင်နူးပြီးတော့ နိုင်ငံခြားခေးစဉ်တွေထွက်တယ်နောက်ပြီးတော့လက်တွဲနှုတ်ဆက်ပြီးပြောနေတဲ့ပုံတွေထွက်နေတဲ့ချိန်မှာတင်နေတဲ့ချိန်မှာချင်းနှံရွယ်ပြည်သူတွေကဒုက္ခပေါင်းများစွာနဲ့ငိုကြွေးနေကြရပါတယ်ဒီဆီယာနာရှင်ဆိုတာမျိုးကတော့သူတို့မိသားစုကောင်းစားရေးနဲ့သူတို့အာဏာတည်မြဲရေးပဲသူတို့လုံဆောင်ကြတာပဲပြည်သူတွေဘလောက်ဒုက္ခရရဘလောက်ငိုကြွေးနေပါစေသူတို့ကြိုးဆိုင်မှာမဟုတ်ဘူးဒါကအာဏာရှင်ဆိုတာပါပဲဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကွဒီတော့အခုလက်ရှိဘုန်းတော်ဒီလက်ရှိနေတော့မြန်မာနိုင်ငံအလေပိုင်းကိုဗဟုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ Rastaske ခွန်တသမခွန်နဲ့အဆင့်ရှိတဲ့ဒီငလျင်ကြောင့်မလို့တနိုင်ငံလုံးမှာလူပေါင်း3800ကျော်သေဆုံးခဲ့ပြီးတော့4500ကျော်ဒဏ်ရာရရှိခဲ့ပါတယ်ဒီလိုမျိုးဒီအသေးအပြောက်အများဆုံးနဲ့ဒဏ်ရာရအများဆုံးရှိတဲ့အဲဒီလိုမျိုးအနေထားမျိုးမှာနေပြီးတော့မင်းအောင်လည်းတူတူလာကလက်ကလေးကိုဆွေးပြီးတော့ပေါ့နော်ဒီလိုနိုင်ငံကြမှာတကယ်ဟန်နီမွန်ခရီးထွက်တယ်လို့ပေါ့ဗျာပျော်ပါနေကြတာတော့ကျွန်တော်တို့မြင့်မြင့်ကိုတွေ့နေရပါတယ်ဒါကတစ်ခုပါနောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့စက်ကောင်စီနဲ့ဒီပတ်သက်တဲ့အာပေါ့နော်ဒီ အဖွဲ့အစည်းတွေစစ်ကောင်စစ်နဲ့ပတ်သက်တဲ့လူတွေအားလုံးဟာဒီကနေ့နေပြီးတော့ဒီကျွန်တော်တို့ဒီမြေပြင်မှာတကယ်ဒုက္ခရောက်နေကြတဲ့လူတွေစီကိုလှဖို့ဟာကိုတို့စိတ်ဝင်စိတ်မဝင်စားဘဲနဲ့ဘာလို့စိတ်ဝင်စားနေကြလဲဆိုတော့တို့အာနာတီမြေရဲ့အတွက်အာနာကိုဆွေးကင်ထားရဲ့အတွက် ရွေးကောက်ပွဲလုပ်ဖို့ဆိုတာကိုပဲသူတို့အဲသူတို့သူတို့ခေါင်းထဲမှာထည့်နေကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရှင် ခုလိုမျိုး စစ်ကောင်စီရဲ့အလွဲသွန်းစားလုပ်မှုတွေကြောင့်နိုင်ငံတကာအစိုးရနဲ့အဖွဲ့အစည်းများအနေနဲ့ပေါ့နော်ငလျင်ပေးအကူအညီတွေပေးရတဲ့အခါမှာပြည်သူလူထုထံကိုတိုက်ရိုက်ရောက်ရှိနိုင်ဖို့အတွက်ပေါ့နော် NUG, EROS, CSOS, CBOS အဖွဲ့အစည်းတွေကတစင်ထောက်ပံ့သင့်ပါတယ်ရှင်။နောက်ပြီးတော့ပေါ့နော်မြေပြင်မှာရှိတဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေ Rider အသင်းတွေကလည်းချိတ်ဆက်ပြီးတော့ပေါ့နော်ပြည်သူရှုတိုက်ရိုက်ရအောင်အကူအညီသင့်တယ်လို့ထင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ ဟုတ်ကဲ့ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းစစ်ကောင်စီရဲ့ရက်ဆက်ရုံမှန်မှုတွေကိုဆက်လက်ဖော်ထုတ်သွားမှာဖြစ်တဲ့အတွက်ကိုရှင်နဲ့စင်နန်ယူ channel လေးကို like and subscribe လုပ်ရင်းနဲ့ဝိုင်းရပေးကြဖို့မေတ္တာရက်ခံပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ